အားလုံးမင်္ဂလာပါခင်ဗျာကိုခိုင်းစတဖုတ်ဘောရှိုးကနေကြိုဆိုပါရစေကျွန်တော်ကိုခန့်ပါဒီကနေ့ဇွန်လ26ရက်နေ့ရဲ့ဘောလုံးအပြောင်းအရွှေ့သတင်းတွေကိုပထမပိုင်းအနေနဲ့တုံးသက်ဆွေးနွေးမှုလုပ်သွားခြင်းပါတယ် ျွန်တော်အရင်ဆုံးဆွေးနွေးခြင်းတဲ့သတင်းကတော့ The Sun ဖော်ပြထားတဲ့ Arsenal နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ်။တေးကြတယ်မတေးကြဘူးဆိုတာထက်ဒီသတင်းဘယ်လောက်ထိဖြစ်နိုင်ခြေရှိသလဲဆိုတာဆွေးနွေးသုံးသပ်မှုပြုလုပ်သွားမှာပါ။ Arsenal အသင်းက Crystal Palace အသင်းရဲ့အသက်26နှစ်အရွယ် England ကွင်းလယ်တိုက်စစ်ကစားသမား Ibrichi Easy ကိုပေါင်68သန်းနဲ့ခေါ်ဖို့အတွက်ကျိုးပမ်းမှုပြုလုပ်သွားမယ်လို့ဖော်ပြထားတာပဲဖြစ်ပါတယ်။ Easy ကိုစိတ်ဝင်စားနေတဲ့ club တွေထဲမှာ Arsenal နဲ့မြောက် London ပြိုင်ဘက်ဒါဘီကလပ်တင်တင်ဖြစ်တဲ့ Tottenham Hotspur တင်လည်းပါဝင်နေပါတယ်အဲ့တော့အာကြီးဒီကစားသမားကိုပြောင်းလဲပြစ်မှတ်ထားလာတာဘာကြောင့်လဲဆိုတော့ Toxpo ရဲ့ဖော်ပြချက်ထဲမှာဆိုရင် Brazil တိုက်စစ်မှု Rodrigo ကိုဈေးကြီးတယ်လို့သတ်မှတ်ထားတဲ့အတွက်ကြောင့် ရိုဒရီဂိုထက်ဈေးသက်သာမဲ့ EVO ပြစ်မှတ်ထားလာခြင်းဖြစ်တယ်လို့ဆက်လက်ဖော်ပြခဲ့ပါတယ်။အဲ့တော့ Talksport ရဲ့သတင်းရင်ဖော်ပြချက်ထဲမှာတော့ Ibrichi Easy နဲ့ Arsenal ရဲ့သတင်းတွေတက်လာပြီ။ရှေ့မှာတောင်းလျှောက် Easy Arsenal သတင်းဆိုတာမကြားခဲ့ရဘူး။နောက်ပြီးတော့ဒီသတင်းတွေထပ်ပြီးကြေပြန့်လာမလားပိုအားကောင်းလာမလားတစ်ချက်စောင့်ကြည့်ရမယ်။ဆိုတော့လောလောဆယ်မှာ Easy နဲ့ Arsenal ဘယ်လောက်ထိဖြစ်နိုင်ချေရှိမရှိဆက်လက်ဆွေးနွေးပါမယ်။အာအီးဒီလက်ရှိတချို့သောပြစ်မှတ်ကစားသမားတွေကိုရအောင်ခေါ်ပြီးသွားပြီ။မာတင်ဇူဘယ်မန်ဒီနော်ဂက်ကွတ်တီပဲနော်ဇူဘယ်မန်ဒီကအဓိကကစားသမားဖြစ်သုံးမယ်။တောမတ်စ်ပါတီနေရာမှာဇူဘယ်မန်ဒီကိုထည့်မယ်။ဂျော်ဂျီညိုထွက်ခွာသွားတဲ့နေရာမှာနော်ဂက်ကိုထည့်မယ်။တူပါတော့အဆင်ပြေတယ်။နတ်တိုဂိုးပေါက်တနေရာထွက်သွားတဲ့ကပါရီဇာဘလက်ကာလိုတကယ်ကောင်းတဲ့ဂိုးသမားတစ်ယောက်ကိုရအောင်ခေါ်နိုင်ခဲ့တယ်။အကုန်လုံးအဆင်ပြေတယ်။အဆင်မပြေတာစထရိုက်ကာပဲ။အဲ့တော့စထရိုက်ကာတနေရာမှာဗီဒီယိုကီယက်ဘန်ဂျမင်ရှက်ကို တယောက်မို့တယောက်ပြစ်မှတ်ထားတာ။အဲ့ဒီတိုက်စစ်မှုနှစ်ယောက်ကလည်းတောက်ရန်အာယုံနောက်တယ်။ရှက်ကိုသည်အာစတန်တင်းကိုငါပြောင်းမယ်။ဒါပေမဲ့လည်းငါ့ကိုကန်းလန်လာတဲ့ကလပ်ရှင်မင်းတို့မတားနဲ့ဘလောက်အမောင်းပမာဏနဲ့ရိုင်းမင်းတို့ရောင်းရမယ်ဆိုတဲ့ပုံတံတန်မျိုးခုတုံးလောက်တာဗျာတကယ်တော့အဲ့တော့ရှက်ကိုအာကြီးကမခေါ်တော့ဘူးဆိုပြီးယော့ကီယက်ဘတ်လဲတယ်။အဲ့တော့ယော့ကီယက်ကလည်းစပိုတင်နစ်ဘွန်ဥက္ကဋ္ဌဗရန်ဒက်စ်နဲ့ တစ်ဖက်က Yogesh agent နဲ့တပုတ်ဦးလိုလိုက်လောင်နေတဲ့ဈေးခေါ်မှုတွေကြားထဲမှာနောက်ဆုတ်သွားပြန်တယ် Yogesh ကအခု United ကိုပြန်လမ်းဖွင့်ပေးထားတဲ့ပုံစံမျိုးစကားတွေလည်းပြောထားတယ်မျိုးစုံပဲအဲ့တော့ Sheshko Yogesh ကဘာမှန်းမသေးကြသေးဘူး ဒီချိန်မှာ easy နဲ့သတင်းထွက်လာတာကတော့အနေငယ်ထူးခြားတယ်။ဘာကြောင့်ထူးခြားရတော့ easy ကစားတဲ့နေရာသည် attacking midfield central attacking midfield အလဲကောင်တက်တက်မှာစော့တာပူအားတန်နေသူပြောင်းစော့ခိုင်း alien ရမယ် aryan ရမယ်ဗျာတိုးတော့ arsenal ကစားတဲ့ပုံစံအဲ့လို alien aryan တွေ ruben amorin လို့ခွဲထုတ်ပြီးစော့တာမဟုတ်တကက် winger စစ်စစ်တင်နေစော့တာ bugayo saka ရှိမယ်တစ်ဖက်က martinelli ရှိမယ်ရှေ့မှာ khan yavel ရှိမယ် အဲ့ဒီကွင်းလေစုဖွဲ့မှုကိုကြည့်မယ်ဆိုတစ်နှစ်ပုံစံနဲ့သွားတယ် DMCMCM ပုံစံမျိုးကျွန်တော်တို့ DM တယောက်ထိုင်တယ် Origat နဲ့ Declan Rice က CM နှစ်ယောက်ပုံစံမျိုးထိုင်တော့ကျွန်တော်ပြ Ibrichi Easy ကိုဘယ်နှထဲမလို့မတင် Origat နေရာမှာထဲမှာလားမလို့ဘူးလေ Origat ဒီလောက်အဆင်ပြေနေတာ Rice နေရာမှာထဲမလားမလို့ဘူးအဲ့တော့ Left Wing တုံမှာလား Winger တယောက်လို့ Ibrichi Easy မကစားနိုင်ဘူးအဲ့အတွက်ကြောင့် The Sun ကပေါ်ပြတဲ့သတင်းဆိုရင် Easy နဲ့ Arsenal က ဘလို့အတုံးတဲ့အောင်သုံးမလဲဆိုတာကျွန်တော်အခုထိစဉ်းစားလို့မရဘူးဒီလိုမှမဟုတ်ဘဲနဲ့အတေးတာအနေနဲ့ကျွန်တော်တို့မမြင်နိုင်တဲ့ viewer ဘိုင်း shoot down အနေနဲ့ easy ကိုစိတ်ဝင်စားမှုရှိတာလားဒါတော့ကျွန်တော်လည်းအသေးသေးတော့မပြောတတ်ဘူးပေါ့နော်သို့ပေမဲ့ကျွန်တော်ဘလို့ပဲစဉ်းစားစဉ်းစား central zone မှာအာတန်တဲ့ easy ကိုအားရဲ့ central zone မှာကစားသမားကောင်းတွေပေါ်နေပါလေးရဲ့နဲ့ခေါ်ဖို့တော့မလိုဘူး easy ကိုမကောင်းလို့ပြောတာမဟုတ်ပါဘူးအဓိက arsenal အသင်းမှာမလိုတဲ့အတွက်ကြောင့် ဒီသတင်းကိုတော့ကျွန်တော်ကတိတ်ပြီးဖြစ်နိုင်ခြေရှိတဲ့အပြောင်းရွှေ့သတင်းတပုတ်လို့တော့မထင်ပါဘူးခင်ဗျာကဲကျွန်တော်နောက်ထပ်သတင်းတပုတ်ကတော့ United နဲ့ Jadon Sancho ရဲ့သတင်းပဲဖြစ်ပါတယ်ကျွန်တော်တစ်ခေါက်တော့က Jadon Sancho ကိုမြမဥကောင်းလို့တုံးလိုက်သေးတယ်ပေါ့နော် A usage လေးအခုလက်ရှိအချိန်ဒီမှာလည်းတကယ်ကြီးလို့ဖြစ်နေတာ Jadon ကလေကျွန်တော်သဘောကျတယ်မှာပါတယ်ချက်သီးသင်ခေါ်ဦးတင်တယ်လို့ကျွန်တော်ပြောခဲ့ဘူးတယ်ကျွန်တော်ကိုယ်တိုင်ခြုံကြီးဆိုပြတဲ့ နစ်နိမ်ကိုပေးခဲ့ဘူးတဲ့ဒါပေမဲ့သူ့ရဲ့စိတ်ပိုင်းဆိုင်ရာလေးကနည်းနည်းတော့ကြောက်ဖို့ကောင်းတယ်နည်းနည်းမဟုတ်တော်တော်ကြောက်ဖို့ကောင်းတယ်ချယ်ဆီမှာဒီလောက်အဆင်ပြေနေပါလျက်နဲ့ဗျာဒီလောက်ကပမာဏကိုဆွေးနွေးညှိနှိုင်းတာအဆင်မပြေဘူးချယ်ဆီကလည်းသူ့ကို ဟို6000တသိန်းပေးမှာမဟုတ်ပါဘူးကျွန်တော်သိပါတယ်ယူနိုက်တက်မှာเนาะပေါင်2သိန်း6000 3သိန်းဝင်းကျင်ရနေချယ်ဆီမှာတော့2သိန်းလောက်တော့ရအောင်ပေးမှာပဲတိုးတော့ तू อ่ะဘယ်လိုပြောမလဲတစ်ဖက်ကလည်းဘလုံးလောကမှာအောင်မြင်ခြင်းတယ်တစ်ဖက်ကလည်းအဲ့ငွေကြီးကိုမစွန့်နိုင်တဲ့အခြေအနေမျိုးလေးဖြစ်နေတယ်ဗောနော်အဲ့ဒီအတွက်ကြောင့်ပဲလက်ရှိအခြေအနေယူနိုက်တက်ကဂျေဒန်ဆန်ချိုကိုရောင်းထုတ်ဖို့ခတ်နေတယ်ကျွန်တော်အမြဲတမ်းလိုလိုပြောပြတဲ့ထောက်ပြတဲ့ဇာတ်ရည်ရှိပါတယ်ကစားသမားတယောက်ရဲ့လောကပမာဏပေးချေမှုဟာအဲ့ဒီကစားသမားကိုရောင်းချတဲ့နေရာမှာ လွယ်ကူမှုဖြစ်စေနိုင်တယ်လို့အခက်ခဲလည်းဖြစ်စေနိုင်တယ်။အခုဂျေဒန်ဆန်ချိုရဲ့လောက်ကပမာဏအောင်ယူဗနက်စ်ကိုနာပိုလီကိုမပေးနိုင်အောင်အဲ့တော့စာအုပ်တန်တန်းတစ်နှစ်ကျန်တယ်ဆိုပေမဲ့သူက နောက်ထပ်တစ်နှစ်ထပ်တိုးပြီးချုပ်ဆိုခွင့်ပါတဲ့အတွက်ကြောင့် club တင်းနေရတော့လွလွယ်ကူကူခေါ်လို့တော့မရဘူးပေါ့ဗျာငါတို့ကပေါင်25သန်းပေးမယ်မင်းတို့တတ်မှတ်ထားတဲ့ J 25သန်းပေးမယ် AC ပဲ Napoli ရော Juventus ကို J 25ကိုပေးနိုင်တယ်သို့တော့အဲ့လောက်ကပမာဏတော့ United ကတဝက်လောက်နော်ဒီဘောလုံးရသည်တရားသည်ဖြစ်စေဒါမှမဟုတ်လေဟိုသူတို့ဆွေးနွေးညှိနှိုင်းထားတဲ့အကြောင်းရင်းတစ်ခုအကြောင်းဖြစ်စေအဓိကကတော့ဗျာလောက်ကပမာဏကိုမပေးခြင်းဘူးအဲ့အတွက်ကြောင့်ပဲ Jadon Sancho က United အသင်းမှာတောင်းတင်နေတဲ့သဘောမျိုးဖြစ်နေတယ်ဒီလောက်များပြားလာတဲ့အမောင်းပမာဏကို ပေးဖို့ဆိုတာဥရောပရဲ့ထိပ်တန်းကလပ်တွေထဲမှာလက်ချိုးရလို့ရတယ် Kylian Mbappe လို့ Vinicius Junior လို့တောက်ရိုင်းကြီးကောင်းနေရင်တော့တမျိုးပေါ့ဗျာအဲ့လိုအမောပမာဏတော့ပေးမှာပေါ့ Jadon Sancho ကလက်ရှိခြေသွမ်းပိုင်းကတာမန်ကစားသမားထက်အနည်းငယ်လောက်ပဲပိုတော့တယ်အဲ့တို့ကြောင့် Juventus တို့ Napoli တို့ရဲ့ဆုံးဖြတ်ချက်ကလည်းမှန်ကန်တယ်ဥရောပဘက်ကကလပ်တင်းတင်းတင်းကလည်းအနည်းဆက်ဆုံး သူ့ရဲ့လောက်ကပမာဏကိုပေးမယ်ဆိုရင်လေဂျေဒန်နီရဲ့ဆုံးဖြတ်ချက်ကတော့သူခံယူထားတဲ့ခံယူချက်ကအသင်းကြီးတွေမှာပဲ तू ကကစားခြင်းတယ်စူပလာစင်ကော်နိုင်သွဲရှိတဲ့အသင်းမျိုးတွေကိုပို့ပြီးတော့ခုံမင်နှစ်သက်တယ်အဲ့ဒါကြောင့်ဂျေဒန်ဆန်ချိုတယောက်ယူနိုက်တက်အသင်းမှာဘယ်ချိန်ဘယ်ကာလအထိတောင့်တင်နေဦးမလဲဆိုတာစိတ်ပြတ်စွာနဲ့ယူနိုက်တက်ပြည်သက်တွေစောင့်ကြည့်အောင်မှာဖြစ်ပါတယ်ဆက်လက်ဆွေးနွေးခြင်းတဲ့သတင်းကတော့ဒီ Tottenham ဘာနဲ့ပတ်သက်တဲ့သတင်းတစ်ပုဒ်ဖြစ်ပါတယ် Telegraph ကဖော်ပြထားတာပါ Tottenham ဘာတဲ့ကသူတို့အသင်းရဲ့ Argentina ဗဟုခံစစ်ကစားသမားခရစ်စတီယိုရိုမဲရိုကိုပေါင်တန်း60ကျော်နဲ့ပဲရောင်းဖို့စိတ်ကူးထားတယ်လို့သိရပါတယ်ဒီအတွက်ကြောင့်အက်တလက်တီကိုမက်ဒရစ်အသင်းစိတ်ဝင်စားနေပေမဲ့ရှော့ဇင်းနဲ့ရောင်းချဖို့မရှိဘူးလို့ဖော်ပြထားတာပဲဖြစ်ပါတယ်ခင်ဗျာဆိုတော့ခရစ်စတီယိုရိုမဲရိုကအသက်29သူ့ရဲ့ခြေသွမ်းပိုင်းကအမြင့်ဆုံးအခြေအနေမှာရှိနေသေးတယ်စပားပေါင်တန်း60ကျော်တောင်းတာလဲလွန်တော့မလွန်ဘူးဗျတကယ်လို့ဒါရိုမဲရိုကအသက်30ကျော်အရွယ်ဆိုရင်တော့စပားတောင်းတာကတော့ over လို့ပြောမှာပေါ့ဗျာသို့တော်လဲအဲ့လောက်တော့ပေးရမှာပဲတကယ်တမ်းဒင်ပြ နေ့ချက်ပြည့်ကစားနိုင်တဲ့ CB ကစားသမားတွေလိုက်ကြည့်မယ်ဆိုရင်တိတ်မရှိဘူး ဒဏ်ရာပြဿနာရနေတဲ့သူနဲ့အတွေ့အကြုံပိုင်းလိုအပ်ချက်ရှိနေသေးတဲ့သူနဲ့ဒီလိုအခြေအနေမျိုးမှာဒီဂိုဆိုင်မွန်နီနဲ့လည်းနိုင်ငံသားချင်းတူတယ်ကစားပုံကလည်းမာကြောတယ်စပိန်လာလီဂါမှာကစားရင်လည်းဘာသာစကားယဉ်ကျေးမှုကတိတ်အခက်အခဲမရှိတော့တဲ့ကစားသမားတစ်ယောက်ကိုအတလက်တီကိုမက်ဒရစ်ခေါ်မယ်ဆိုရင်တော့တော်တယောစပါတောင်းဆိုတဲ့ပြောင်းရွှေ့ကြီးပေါင်တန်း60မဟုတ်ရင်တော့မှပေါင်တန်း90နဲ့တန်း60ဝင်းကျင်ကြားလာတော့ပေးရမယ်လို့တော့ကျွန်တော်ယူဆတယ်ဒါပေမဲ့တော်တယောစပါအတင်းကလည်းရောင်းတင်လာဆိုတဲ့အပိုင်းမှာကျွန်တော်စဉ်းစားရမယ်ဘာကြောင့်လဲဆိုတော့တော်တယောစပါအတင်းရဲ့ဒီ defensive လိုင်းမှာမီကယ်ဗန်ဒီဗင်ရဲ့ရိုမဲရိုရဲ့အဲ့နှစ်ယောက်ကအကောင်းဆုံးပဲတကယ်လို့ရိုမဲရိုကိုရောင်းပြီးရိုမဲရိုနေရာမှာအစားထိုးဖြည့်တင်းမှုအတွက်ကစားသမားတစ်ယောက်ကိုခေါ်ဖို့ဆိုတာခက်ခဲပါလိမ့်မယ်ခင်ဗျာဒီတော့ကြောင့်ခရစ်စတန်ရိုမဲရိုကိုတော်တင်ဟောစပါတီးအောင်သူတို့တတ်မှတ်ထားတဲ့ဈေးနှုန်းပမာဏအတိုင်းရမှသာရောင်းထုတ်သွားဖို့ရှိပါကြောင်းသုံးသက်ဆွေးနွေးနေတဲ့ဗီဒီယိုလေးဒီမှာနားခွင့်ပြုပါခင်ဗျာကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်